အားလုံးမင်္ဂလာပါအဲ့ဒီမိတ်ဆွေတို့ကိုကျွန်တော် share လုပ်ပေးခြင်းရဲ့အကြောင်းအရာလေးကတော့ကျွန်တော်တို့ဒီကျွန်တော်လက်ခံထားတဲ့မူတစ်ခုပေါ့နော်အဲကျွန်တော်ကျွန်တော်နဲ့တော်တော်ရင်းနှီးတဲ့လူတွေတနည်းအားဖြင့်ကျွန်တော်ကြောင်းသားတွေဆိုရင်ဒီစကားလုံးကိုမှတ်မိမယ်လို့ထင်တယ်အဲကျွန်တော်အများရင်ပြောတဲ့စကားကျွန်တော်လက်ခံထားတဲ့မူဒီသင်ကောင်းကောင်းမကောင်းကောင်းကျွန်တော်ကောင်းရမည်ဆိုတဲ့မူပါအဲ့တော့လူတွေရဲ့တော်တော်များများတုံ့ပြန်မှုတွေမှာပေါ့နော်သင်ကောင်းရင်ကျွန်တော်ကောင်းပြီသင်ဆိုးရင်ကျွန်တော်ဆိုးပြီဆိုတဲ့ အဲတဘောမျိုးတက်ရောက်တာပို့ပြီးလက်ခံတာများတယ်အဲ့တော့သူတော်မှမကောင်းသေးတာပဲကိုဘလို့ကောင်းအောင်မှလဲဆိုတဲ့အနေထားဖြစ်တယ်အဲ့တော့ကျွန်တော်အနေနဲ့ကျွန်တော်အဓိကတော့ကျွန်တော်အဖေနဲ့အမေဆုံးမမှုပဲပေါ့နော်အဲအဖေကမြင်တဲ့ကျွန်တော်ကိုဆုံးမတာရှိရပေါ့နော်အမေလည်းကျွန်တော်ထူးထူးဆောင်းပြန်မယ်ဆုံးမတာရှိတယ်ဒါပေမဲ့ညာသက်ဖြစ်ကတော့အယူဆတွေတွေးခေါ်တွေကတော့အဖေရှိရပွေရတာများတယ်ပေါ့နော်အမေကတော့ကျွန်တော်ချစ်တဲ့ဘိုင်းကတော့များတယ်ဒါပေမဲ့တွေးခေါ်တော့အဖေရှိရပွေရတာများတော့အဲ့မှာ ဖေးဖေးကြီးရနေပြီးတော့တင်းငင်းရတာဂျာမာဒီကိစ္စလည်းပါတယ်အဲ့တော့မိတ်ဆွေတွေထဲမှာကျွန်တော်မိတ်ဆွေတွေထဲမှာကျွန်တော်ပေါ့အကုန်လုံးကောင်းတာဖြစ်နိုင်ပေါ့နော်ဆိုးတဲ့မိတ်ဆွေတွေပါနိုင်တယ်ရှိနိုင်တယ်ရှိတယ်ရှိခဲ့တာရှိဒါပေမဲ့သူတို့တွေကိုကျွန်တော်တုံ့ပြန်တဲ့နေရာမှာအသင်ကောင်းကောင်းမကောင်းကောင်းကျွန်တော်ကောင်းအောင်မူတိုင်းပဲတုံ့ပြန်တယ်တခုတော့ရှိတယ်အဲကျွန်တော်ထဲမှာဟိုလက်ခံထားတဲ့မူပေါ့နော်ဥမာသဘောတူကသဘောထားချင်းမတက်ဆိုင်ဘူးလို့အဲသူနဲ့ကျွန်တော်နေကဘလို့မှဟို အောင်တန်းလို့နဲ့တဏိယဖြစ်ပေါ့နော်ဆက်ဆံလို့မရတဲ့မိဆွေတွေဖြစ်ခဲ့ရင်ကျွန်တော်ဘာလို့လဲဆိုကျွန်တော်ခွာလိုက်တယ်ပေါ့နော်အဲ့တော့တဏိယဖြစ်ဘုရားဘာသာယူဆမဟုတ်ရင်လေမြမစာပေတယ်မှာဆိုဥပိ္ပခတရားပေါ့နော်ဥပိ္ပခတရားကျွန်တော်ပြုလိုက်တယ်အဲ့သူတို့ကိုကျွန်တော် ignore လုပ်လိုက်တယ်ပေါ့နော်ကျွန်တော်လိလူရှုလိုက်တယ်အဲ့လိုမျိုးလူတွေမိဆွေတွေတော့ရှိခဲ့တယ်ပေါ့နော်အဲ့ဒါကတော့ကျွန်တော်ရဲ့မူပေါ့အဲ့တော့ကျွန်တော်မူကရှင်းရှင်းလေးပဲနှစ်ချက်ပဲထားထားတယ်တစ်ခုကသင်ကောင်းကောင်းမကောင်းကောင်းကျွန်တော်ကောင်းအောင်ပဲမူထားထားတယ်ဒုတိယတစ်ခုကတော့လုံးဝသဘောထားရင်းမဆိုင်ဆိုင်ဘူး လုံးဝညှိနှိုင်းလို့မရတဲ့မိတ်ဆွေတွေရှိခဲ့တဲ့အချိန်မှာစင်းရဲထဲမှာပါခွင့်ကျွန်တော်ဒီနောက်ဆုတ်လိုက်တယ်သူတို့နဲ့ကျွန်တော်ဟိုကင်းကွာအောင်ကျွန်တော်နေလိုက်တယ်ပေါ့နော်ဒါကျွန်တော်ရဲ့မူလေးဖြစ်ပါတယ်ပေါ့နော်အဲ့တော့မိတ်ဆွေတို့လည်းအကြေးကြိုက်နှစ်တင်တုံးလို့ရတယ်အဲတခြားမိတ်ဆွေနဲ့ပတ်သက်တဲ့ဟာတွေမှာ sorry တခြားဗီဒီယိုနဲ့ပတ်သက်တာလည်းကျွန်တော်ဆက်လက်ပြီးကြည့်ပြီးတော့မှဖြစ်ပါတယ်အကျေးဇူးတင်ပါတယ်